အားလုံးပဲမင်္ဂလာပါညစက်မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါဒီနေ့ကျွန်တော် share လုပ်ပေးသွားမှာတော့ paramotor တွေအကြောင်းနဲ့ gyro computer တွေအကြောင်းပါဒီ number 1 video မှာတော့ကျွန်တော်ဒီ paramotor တွေအကြောင်းကိုရှင်းပြသွားအောင်ပြီး paramotor နီးပညာမြန်မာပြည်ကိုဘယ်လိုရောက်ရှိလာခဲ့လဲနောက်ဆုံးမှာတော့စစ်ကောင်စီနဲ့ဒီ paramotor ဆက်ဆက်နေပုံတွေကိုကျွန်တော် share လုပ်ပေးသွားပါမယ် paramotor ကတော့ကျွန်တော်သိတဲ့အတိုင်းပဲ lady နဲ့ဆက် engine ကိုပေါင်းစပ်ပြီးတော့မောင်းနှင်ပြန်တိုင်းနိုင်တဲ့ယာဉ်မျိုးစားတစ်ခုပါ လေထဲမှာမောင်းနှင်နေတဲ့အချိန်ကျရင်အဝေးကနေကြည့်ရင်ရိုးရိုးလေကြီးနဲ့လည်းဆင်းတူပြီးတော့တကယ်အချိန်ကြီးကတော့မောင်းနှင်သူရဲ့ကြောကုန်းမှာကြောပွေးပုံစံဆက်အင်ဂျင်ကိုတပ်ဆင်ထားပါတယ်။ပေါ်လာမော်တာတစည်းကိုမောင်းနှင်ပြန်တန်းနိုင်ဖို့ဆိုရင်ကျွန်တော်သိရမယ့်အကြောင်းအရာတွေအများကြီးပါပဲ။ကျွန်တော်စီးမဲ့ဒီပါရာချူလေဒီရဲ့အမျိုးအစားအပျော်တန်းလေဒီလားဒါမှမဟုတ်ရင် professional တုံးလေဒီလားအင်ဂျင်မပါဘဲနဲ့လေဒီကိုကျွန်တော်တို့မောင်းနှင်နိုင်တဲ့ထိမ့်သိမ့်နိုင်တဲ့စကေးပြီးတော့လုံလောက်တဲ့လေဒီပြန်တန်းချိန်နဲ့ရှင်းသားတင်ပါတယ်ပါရာမော်တာရဲ့အင်ဂျင်ပိုင်းမှာဆိုရင်လည်း အင်ဂျင်အတွက်ဆိုကျွန်တော်တွက်ချက်တက်ဖို့လိုအပ်တယ်လို့ပါရမိုတာစီးနှင်းကန်နေရာဒီဝတုအခြေအနေပြီးတော့အမြင့်အပေလိုက်လေတုအခြေအနေကိုလည်းကျွန်တော်သတိထားရမှာပါပါရမိုတာတွေကပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ18000မှာမောင်းနေနိုင်ပြီးတော့အမြန်နှုန်းအားဖြင့်ဆိုရင်တနအိမ်မိုင်60နီးပါးအထိကိုမောင်းနေနိုင်ပါတယ်ဒီအမြန်နှုန်းနဲ့အမြင့်ပေကလည်းကျွန်တော်ပါရမိုတာမှာတုံးထားတဲ့လေဒီအမျိုးစားအင်ဂျင်အတွက်ဆိုနောက်ဆုံးအနေနဲ့ပါရမိုတာရဲ့ပေးလို့ပုံမူတည်ပြီးတော့ကွာခြားသွားနိုင်ပါတယ်ပါရမိုတာတွေမောင်းနေတဲ့အခါကျရင် ြည်လန့်အတူလေးပဲလိုအပ်တဲ့အတွက်မမျှော်လင့်ထားတဲ့နေရာတွေကနေရုတ်တရက်ထွက်ပေါ်လာပြီးတော့လည်းတိုက်ခတ်နိုင်ပါတယ်။ဒီပါရမော်တာရဲ့ဒီအရွယ်စားပုံမူတည်ပြီးတော့ပေးလို့ရဲ့စိုက်မှာဆိုရင်ကီလိုဂရမ်240ထိကိုတည်ဆောင်နိုင်တယ်။ပြောရမယ်ဆိုရင်တော့လစ်ပစ်ပုံးတွေကနေမော်တာအမြောက်ဆန်ထိကိုတည်ဆောင်နိုင်ပါတယ်။ကျွန်တော်ဆက်ပြီးတော့ပါရမော်တာမြန်မာနိုင်ငံဘယ်လိုရောက်လာခဲ့လဲဆိုတော့လေ့လာကြည့်လိုက်အောင်။ပါရမော်တာအကြောင်းကိုပြောမှန်းဆိုရင်မြန်မာနိုင်ငံပထမဦးဆုံးပါရမော်တာပိုင်းလို့လူတီများတဲ့ကိုဖိုးလုံးခေါ်ကိုကျော်စိုးအောင်ကြောင့်အရင်ပြောရမှာပါ။ကိုဖိုးလုံးအနေနဲ့က ီလက်ထရိုနစ်ပစ္စည်းတွေပြင်းတဲ့လုပ်ငန်းနဲ့စီးပွားရေးကိုစလုပ်ခဲ့တယ်။အထာအနေမှာကားလေးတွေကားကြီးတွေဝယ်နိုင်တဲ့အထည်ကိုဖြစ်လာခဲ့တယ်။2010ခုနှစ်မှာဘန်ကောက်တွားရောက်လေပတ်နေတဲ့အချိန်မှာပဲပါရမောသားနီးပညာအကြောင်းကိုတီးပြီးတော့စိတ်ဝင်စားသွားခဲ့ပါတယ်။ပါရမောသုံးအနေနဲ့ထိုင်းရနေလေဒီအဟောင်းတစ်ခုကိုဝယ်လိုက်ပြီးတော့ YouTube ကလုပ်ပုံကင်ပုံတွေကိုလေ့လာတယ်။အတိလိုနဲ့ပါရမောသုံးလေဒီကိုထောင်နိုင်အောင်လေ့ကျင့်ခဲ့ပါတယ်။လေဒီကိုထောင်နိုင်အောင်လေ့ကျင့်နေဆိုတာကျွန်တော်လေတိုင်နှုံးများတဲ့နေရာမှာအကွာအဝေးတစ်ခုကိုပြေးပြီးတော့ လေဒီရအပေါ်မှာမမမမထောင်နေမယ်။အောက်ကလူကအဲ့ဒီလေဒီကိုငြိမ်နေအောင်ထိန်းထားရမှာပါ။ဒါလင်းဘောကနေလေဒီခုံမစင်းခင်ကျွန်တော်တို့ကောင်းကင်မှာလေဒီနဲ့ဝဲမပြန်ခင်ပထမဆုံးလေ့ကျင့်ရတဲ့အဆင့်ပါ။လေဒီထောင်တာကိုလေ့ကျင့်ပြီး6လကြာတဲ့အခါမှာတော့နောက်တစ်ဆင့်အနေနဲ့ရမာဆိုင်ကနေအင်ဂျင်ကိုကိုဖိုလုံးကိုယ်တိုင်မုံမှန်ပြီးတော့အင်ဂျင်တက်ကလေဘော်ပြန်တက်ဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ကိုဖိုလုံးတယောက်ပါရာမော်တာနီးပညာကိုတီးပြီး၄နှစ်ကြာ2014ခုနှစ်မှာဆိုင်ကအင်ဂျင်တက်လေ ပါရာမိုတာကိုအပျော်စီးဖြစ်ပီ900တီကိုပြန်တက်နိုင်ခဲ့ပါတယ်။ဒါဆိုင်ကအင်ဂျင်နဲ့တယောက်စီးပါရာမိုတာအမျိုးအစားပါ။အတိ2014ခုနှစ်မှာပဲထိုင်းနိုင်ငံကနေလေဒီစကန်ကို70သိန်းနဲ့ဝယ်ယူတယ်။အီတလီထုတ်စကန်အင်ဂျင်ကိုလည်းသိန်း30နဲ့ဝယ်စုခဲ့တယ်။ဒီလိုနဲ့ပါရာမိုတာတစ်ခုကိုအပြီးတည်ဆောက်ဖို့စုစုပေါင်း7သိန်း30တုံးခဲ့ပါတယ်။နောက်ပိုင်းကိုဖိုးလုံးဒီပါရာမိုတာကိုမောင်းနှင်တဲ့သူ့ရဲ့တိုင်းလိုင်းကိုရှမ်းရင်းလုပ်ပေးရမယ်ဆိုရင်ပါရာမိုတာမောင်းနှင်ဖို့မြန်မာနိုင်ငံလေဒီကုံအဖွဲ့ချုပ်ကနေတရားဝင်အခွင့်ပြုချက်ရခဲ့တယ်။ ပြီးတော့2014ခုနှစ်12လပိုင်း4ရက်နေ့မှာပဲကြောင်မဲမြို့ပေါ်မှာပြန်တက်ပြခဲ့တယ်။နောက်နှစ်နှစ်အကြာ2016ခုနှစ်10လပိုင်း10ရက်နေ့မှာတော့ကိုအောင်ကျော်သူနဲ့ကိုနေလင်းတို့ဟာနှစ်ယောက်သွဲပေါ်လာမှတော့မောင်းနှင်ပြသနိုင်ခဲ့တယ်။2019မှာတော့ဘုံမူကြီးအောင်ကျော်ကြီးလေယာဒီအပျော်စီးပေါ်လာမှတော့ရဲ့ဤပညာကိုလေ့လာပြီးတော့မြန်မာစစ်တပ်ကို proposal တင်ခဲ့တယ်။ခွင့်ပြုချက်ဗကြက်ရတော့မြေပြင်အသက်တင်လေဒီစခန်းဌာနချုပ်လာမာခမိသီလာမာစမ်းပြန်တန်းခဲ့တယ်။ အဒီ2019မှာပဲတယောက်စီပါရမော်တာတယောက်ပြပွဲကိုလေကြောင်းအသက်တင်လေတပ်စခန်းဌာနချုပ်လာတာခမိသီလာရှမ်းသဲလေတပ်မှာပြန်တန်းပြခဲ့ပါတယ်ဒီလိုနဲ့2019ဇန်နဝါရီလ NLD အစိုးရလက်ထက်မှာတော့မြမခီတော်ကန္နာမြင့်တင်ရေးအတွက်ဆိုပြီးတော့အမရပူရမျိုးနဲ့တောင်တမန်ဥပိန်တရာအနီအေယာဝတီမြေကမ်းတောက်လျှောက်မှာထိုင်းနိုင်ငံအခြေစိုက်အာဆီယံပါရာမောင်တင်ကလပ် Flying ASEAN နဲ့မြန်မာနိုင်ငံလေဒီကုံအဖွဲ့ချုပ်တို့ပူးပေါင်းပြီးအဖွဲ့လိုက်စီနီပြန်တန်းခဲ့ကြပါတ နှစ်ယောက်စီအပေါ်စားလင်းငယ်ပါပလိန်မျိုးစားကိုလည်းမြန်မာ PPG ကလပ်မှတည်ထွင်တည်ဆောက်လျက်ရှိပြီးတော့အသင်းဝင်တွေကိုလည်းလေးလာစီးပွားနေခွင့်ပေးနိုင်ရန်ကြိုးစားခဲ့တယ်။ဒါပေမဲ့2023စစ်အာဏာသိမ်းပြီးချိန်မှာတော့မြန်မာ PPG ကလပ်ရပ်ဆိုင်းသွားတယ်။အဲ့ဒီချိန်ကနေစပြီးတော့ပြန်တမ်းမှုတွေရနာတာလေးနှစ်တောင်ရှိသွားပါပြီ။ကျွန်တော်တို့ပြန်ပြီးတော့ summarize လုပ်မယ်ဆိုရင်ဒီပါရမိုသာနီးပညာကိုမြန်မာနိုင်ငံကိုယူလာခဲ့တာကိုဖိုးလုံးဆိုတဲ့ဒီအရက်သားတယောက်ကပါ။သူပြန်တမ်းပြီးတော့အောင်မြင်နေတဲ့အချိန် ခုနှစ်နှစ်ကြာမှမြန်မာစစ်တပ်ကဒီပါရမတာနီးပညာကိုချဉ်းကပ်ခဲ့တာပါကျွန်တော်ဆက်ပြီးတော့လင်းတစည်းမှဆိုရင်အတောင်ပန်းပါရမတာမှဆိုရင်ပါရာချူးလို့ခေါ်တဲ့လေဒီကြောင်းကိုကျွန်တော်သွားလိုက်အောင်စစ်သားတွေလေဒီခုံတဲ့အခါကျရင်သူတို့ရဲ့လေဒီအိတ်ထဲမှာဆိုရင် လေဒီနှမျိုးပါဝင်ပါတယ်မင်းပါရာချူးနဲ့ဘက်ကပ်ပါရာချူးပါလင်းဘောနဲ့ခုံဆင်းလိုက်မယ်ဆိုရင်ပထမဆုံးဖွင့်လိုက်တာမင်းပါရာချူးပါသူကတော့များတော့အဖြစ်ဒီလေဒီကြောပုတ်အိတ်ရဲ့အောက်မှာတည်ရှိပါတယ် တကယ်လို့ကျွန်တော်တို့ main parachute နဲ့လေးပေါ်မှာဝဲပြန်နေရင် main parachute ကကျွန်တော်ဖေးသွားမယ်ဆိုရင် lady a ရဲ့အပေါ်မှာရှိတတ်တဲ့ဒီ second parachute backup parachute ကိုလည်းကျွန်တော်ဖွင့်လို့ရပါသေးတယ်။အဓိကအနေနဲ့ကျွန်တော်တို့ main parachute ကိုပဲ focus ထားလိုက်အောင် main parachute မှာဆိုရင်ကျွန်တော်တို့ sign joe လို့ခေါ်တဲ့ riser ၄မျိုးပါဝင်ပါတယ်။ဒီ sign joe တွေက lady ခွန်ရဲ့ဒီပခုံးပေါ်မှာရှိနေတဲ့ suspension system နဲ့ချိတ်ဆက်ထားပြီးတော့အဲ့ဒီ suspension system lady ရဲ့တောင်း၄တောင်းနဲ့ချိတ်ဆက်ထားပါတယ်။တကယ်လို့ကျွန်တော်တို့က စိုင်းကျူတကျူလေလီရဲ့ဒေါင်းတစ်ထောင်ဆွဲလိုက်မယ်ဆိုရင်တော့လေဝင်ပေါင်းဥပန်းနေနေရနေမှာတစင်လေဒီထဲမှာအကန့်လိုက်ဖွဲ့ထားတဲ့လေအိတ်ဆဲတွေကို လေပြည့်စေပြီးတော့ပင့်အားဆိုတဲ့ lift ကိုဖြစ်ပေါ်စေပါတယ်ပါရာရှူတွေမှာစိုင်းကျူလို့ခေါ်တဲ့ riser ကျူလေကျူပါဝင်တယ်လို့အထင်းကျူလို့ခေါ်တဲ့ brake line နှစ်လိုင်းလဲပါဝင်ပါတယ်ဒီအထင်းကျူနှစ်ခုကတော့ဘယ်ဘက်မှာတစ်ခုညာဘက်မှာတစ်ခုဆိုပြီးနှစ်ကျိုးရှိပါတယ်ပါရာရှူတွေကမော်ဒယ်မြင့်အရှိန်တွေကလည်းမြန်လာတော့ သူတို့ရဲ့ brake line အထိန်းကျိုးတွေရဲ့တုံ့ပြန်မှုကလည်းအယမ်းမြန်လာပါတယ်။အရင်တော့ဆိုရင်တပေးဆွဲမှတအီအီကိုရတဲ့အဆင့်ကနေလက်ရှိအချိန်မှာဆိုရင်တော်ထော်လောက်ဆွဲလိုက်တာနဲ့တော့တပတ်ကျွန်းထိုးလို့ရတဲ့အထိကိုတုံ့ပြန်မှုကလည်းများလာပါတယ်။ပါရာချုမျိုးစားတွေမှာဆိုရင်လည်းအပျော်တန်းသုံးပါရာချုမျိုးစားရရှိသလို professional သုံးပါရာချုမျိုးစားရလည်းရှိပါတယ်။ပါရာမော်တာတစ်စီးကို pro အဆင့်နဲ့ပြန်တန်းကျင်တယ်ဆိုရင်တော့ကျွန်တော်ရှေ့ကပြောခဲ့တဲ့အတိုင်းဒီ lady ရဲ့အမျိုးအစားလုံလောက်တဲ့ပြန်တန်းချိန် လိုအပ်တဲ့ရာဒီဝိတုနဲ့လေတုအလွှာအဆင့်အလိုက်ပြောင်းလဲမှုသဘာဝတွေကိုလည်းသိထားရမယ်။အင်ဂျင်အပိုင်းမှာဆိုရင်လည်းအင်ဂျင်အမျိုးအစားအင်ဂျင်တွက်စ်အပိုင်းကိုကောင်းကောင်းနားလည်ရမှာပါ။၂024ခုနှစ်3လပိုင်း24ရက်နေ့မှာဆိုရင်တော့လေတီတစ်ခုကိုဘတ်တသိန်း2000ပတ်ချလဲမြန်မာငွေအားဖြင့်ဆိုရင်သိန်း120။ဒီနေရာမှာဆိုရင်တစ်ချက်မှရင်လေတီကပြဲသွားနိုင်ပါတယ်။အင်ဂျင်အပိုင်းမှာဆိုရင်ဘတ်တသိန်း3000လောက်ကာဗွန်ဖိုင်ဘာပန်ကဘယ်နှစ်တောင်းလောက်ရှိပါလဲ။ 2024ခုနှစ်ကတော့ပါမော်တာနဲ့လေဘော်ပြန်တက်ချင်နေဆိုရင်ငွေသိန်း300လောက်မသုံးမနေရတော့မှာပါအခုဒီ2025မှာဆိုရင်တော့မြန်မာငွေစည်းမြင့်လာတဲ့အများငွေသိန်း900လောက်ထိကိုပို့ပြီးတော့ကုန်ကြနိုင်ပါတယ်ပြီးတော့လုံလောက်တဲ့လေကျင်းမှုရဖို့အချိန်ပေးရတာလည်းရှိပါသေးတယ်ထိုင်းနိုင်ငံမှာဆိုရင်ပါမော်တာနဲ့ပတ်သက်ရင် power gliding လို့ခေါ်တဲ့ပြိုင်ပွဲတွေလည်းရှိပါဒီ power gliding ပြိုင်ပွဲတွေမှာဆိုရင်တတ်မှတ်ထားတဲ့ပြင်းမှတ်နေရာကိုသွားဖို့မြေပုံညှောမပညာကိုပေးထားမယ် တော်တဲ့ခါကျရင်လည်း GPS ဖွင့်ပြီးတော့ location ကိုပြထားပေးရပါတယ်။ပါရမော်တာပြင်မှတ်နေရာကိုရောက်ပြီဆိုရင် GPS နဲ့မှတ်ပုံတင်မှတ်တမ်းတင်တာတွေလုပ်ပြီးတော့ထိချုပ်စင်တာကိုဆက်သွယ်ပေးရတယ်။ပြီးရင်တော့ပါရမော်တာတွေက runway အတိုင်းပေ300အမြင့်ကနေပြန်တန်းလာပြီးတော့ဂျုံမုံတွေထည့်ထားတဲ့အိတ်လေးတွေကိုအောက်မှာရှိတဲ့ target ပေါ်ပစ်ချတာပါ။ပြောရမယ်ဆိုရင်တော့ပါရမော်တာနဲ့ဘုံကျဲပြိုင်ပွဲကစားတာပါပဲ။ပါရမော်တာပိုင်းလို့အနေနဲ့ကလည်းလက်တစ်ဖက်ကပြန်တန်းမှုကိုထိန်းထားတဲ့အတွက်ဘုံပြစ်ချတာကိုတခြားလက်တစ်ဖက်ပဲသုံးနိုင်မှာပါ။ ါရာမော်တာကိုဒီလူလိုက်ပါစီးနင်းမှုဘိုင်းမှာဆိုရင်နှစ်မျိုးရှိပါတယ်ပါရာမော်တာကဒီလေဒီကိုပဲခိုးပြီးတော့လူတစ်ယောက်ပဲလိုက်လာနိုင်တယ်လို့လူနှစ်ယောက်လည်းလိုက်လာနိုင်တယ်ဒုတိယတစ်မျိုးမှာဆိုရင်ပါရာမော်တာရဲ့လေဒီကလူနဲ့ချိတ်ဆက်ထားတာမဟုတ်ဘဲနဲ့သုံးမိန်ဆိုင်ငယ်နဲ့ချိတ်ထားမယ်ဆိုရင်အဲ့ဒီသုံးမိန်ဆိုင်ငယ်ထဲမှာဆိုရင်လူတစ်ယောက်လိုက်လာနိုင်တယ်လို့လူနှစ်ယောက်လိုက်လာနိုင်ပါတယ်ဒီလိုနည်းနဲ့ပါရာမော်တာမှာလူလိုက်ပါစီးနင်းနိုင်မှုဘိုင်းမှာနှစ်မျိုးရှိပါတယ်မဟာလာစစ်တပ်အနေနဲ့ကငွေကြိုက်တလောက်သုံးနိုင်တော့လေဒီခုံလေ့ကျင့်တာတွေပြီးတော့ ပါရမော်တာပြန်တန်းစမ်းသပ်တာတွေနဲ့ပတ်သက်ပြီးတော့2019ခုနှစ်ကနေလုပ်ခဲ့တယ်။ပြီးတော့အကစားပွဲတော်နဲ့တပ်မတော်နေပါညာအခမ်းအနားတွေမှာလည်းပါရမော်တာတွေကအလားပြားပြန်တန်းပြခဲ့တယ်။အတိတုံးကဆိုရင်တော့တယောက်စီးပါရမော်တာအမျိုးအစားပါပဲ။ဒါပေမဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့127စစ်စင်ရေးစတင်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့တွေရဲ့ဒီ drone အနေရောမဟာလာတရှိဝါပြီးတဲ့နောက်ပိုင်းမှာတော့2024နှစ်အစပိုင်းကနေစပြီးတော့မိထီလာလာမခမှာပါရမော်တာအမျိုးအစားအုံမှာနှစ်ယောက်စီးလေ့ကျင့်ပြန်တန်းတာတွေစတင်ခဲ့တယ်။ ဒီလိုနဲ့2024ဒီဇင်ဘာမှာထုတ်သုံးလာခဲ့တယ်။စကားဆအနေနဲ့အာနာသိမ်းပြီးနောက်ပိုင်းမှာဒီ Jet Fighter တွေကိုတုံးပြီးတော့တိုက်ခိုက်တာတွေ၊ Helicopter တွေကိုတုံးပြီးတိုက်ခိုက်တော့ဒီလေယာဉ်စီးတွေကုန်နေပြီးတော့ဒီ Jet Heli တွေရဲ့ Flight တိုင်းတွေလည်းအများကြီးတက်သွားပါတယ်။ဒီတော့အတုံးစေးခြွေတာဖို့နဲ့အချိန်မရွေးတိုက်ခိုက်နိုင်ဖို့2024ဒီဇင်ဘာကနေစပြီးတော့ပါရာမော်တာတွေကိုလေကြောင်းတိုက်ခိုက်ရေးမှာစတင်တုံးပြီးလာခဲ့ပါတယ်။မြေပြင်ထိုးစစ်ဆင်တဲ့အပိုင်းမှာအားနည်းလာတော့ပါရာမော်တာတွေကစစ်ကောင်စီရဲ့အရေးပါတဲ့စီးလက်နက်အဖြစ်ကိုအသုံးတော်ခံလျက်ရှိပါတယ်။ ကဲကျွန်တော်ဆက်ပြီးတော့ဒီပါရာမော်တာတွေရဲ့ဒီအားနှက်ချက်အပိုင်းကိုတွားလိုက်အောင်ပထမအဆုံးအချက်ကတော့အမြန်နှုန်းပါပါရာမော်တာတွေအမြန်နှုန်းအဖြစ်ဆိုရင်ကျွန်တော်အရှိရပြောခဲ့တယ်လို့တနာယူကီလိုမီတာ40ရာနဲ့60တိကျိုပဲတွားနိုင်တယ်ဒီတော့ပြန်တမ်းမှုအပိုင်းမှာကန့်သတ်ချက်တွေရှိနေတော့ပါရာမော်တာတွေကိုလွယ်ကူစွာခြေရခံနိုင်တယ်တကယ်လို့မြေပြင်ကနေပါရာမော်တာတွေကိုငကြင်းမိတွေဒါမှမဟုတ်ရင် point 5တွေနဲ့ကြိုပြီးဆောင်ဆိုင်ပြီးပြက်ခတ်မယ်ဆိုရင်တော့ပါရာမော်တာတွေကလွတ်မြောက်ဖို့ခက်ခဲပါတယ်ဒုတိယအားနည်းချက်ကတော့အမြင့်ပေးပါ ာရာမိုတာတွေကကန့်သက်ထားတဲ့အမြင့်ပေမှာပဲပြန်တန်းနိုင်တာပါမိသား2000အမြင့်ကိုပာရာမိုတာတစ်စီးပြန်တန်းမယ်ဆိုရင် လေကြောညက်တာလေစီးကြောင့်ရုတ်တရက်ပြောင်းတာကြုံနိုင်ပြီးတော့ထိန်းကွက်မှုလည်းမဲ့သွားနိုင်ပါတကယ်လို့အောက်ကိုဆင်းပြီးတော့မိသား1000အတွင်းမှာပဲပြန်တန်းမယ်ဆိုရင်တော့မြေပြင်ကနေကျွန်တော်အရှိရပြောခဲ့သလိုငကြင်းမီးတွေ point fight တွေစနိုက်ပါတွေကချင်းချောက်နိုင်ပါတယ်ဒီညမှာလက်နက်ငယ်တွေဖြစ်တဲ့ AK တွေ M4 တွေဆိုရင်တော့ဒီပေါ်ရမတာတွေကိုပြစ်ခတ်ဖို့ကတော့ခက်ခဲပါတယ် ဒီလက်နက်ငယ်တွေရဲ့ထိရောက်မှုအကွာအဝေးကများတော့အပြင်မီတာ400ပါမီတာ400ဆိုတာကတော့ horizon နဲ့မြေပြင်ကြီးတိုင်းထားတဲ့အကွာအဝေးကိုပြောတာပါမိုးပေါ်ထောင်ပြီးပြင်မယ်ဆိုရင်တော့ gravity ကိုစန့်ကျင်ပြီးကြီးစန်းကတွားရတဲ့အတွက်ဒီကြီးစန်းရဲ့မီတာ400ကိုရောက်နိုင်ဖို့ကလည်းမသေးကြဘူးလည်းလို့မီတာ400ကိုရောက်ပြီဆိုရင်လည်းထိရောက်မှုကအများကြီးရော့ကျသွားနိုင်ပါတယ်နောက်တစ်ခု paramotor ရဲ့အားနည်းချက်ကတော့ noise ပါ paramotor ရဲ့စက်တွေကအလွန်ကျဲလောင်လာကြောင်းအဝေးကနေကြိုတင်ပြီးတော့တရီထားနိုင်ပါတယ် ီအတန်အောင်ပဲတတိထားပြီးတော့ဒီတော်လိုင်းတပ်ဖွဲ့ဝင်တဲ့အရက်သားတွေကကျိုးတင်တတိပေးစနစ်တွေလည်းဖန်တီးထားနိုင်ပါတယ်။ပါရမော်တာတွေရဲ့လေးခုမြောက်အားနည်းချက်ကတော့ပေးလုံတဲဆောင်နိုင်တဲ့ဘုံဒီပမာဏပါ။ပါရမော်တာစီးနှင်းလိုက်ပါတွေအနေနဲ့လက်ပြဘုံတွေမတဲဆောင်ဘဲနဲ့မော်တာဘုံဒီတွေကတဲဆောင်မယ်ဆိုရင်တော့မော်တာဘုံဒီအနည်းငယ်သာတဲဆောင်နိုင်မယ်။ဆိုတော့မော်တာဘုံဒီရဲ့ပမာဏကနည်းပါတာကြောင့်ပျက်စီးနိုင်စွမ်းကလည်းအကန့်အသတ်ရှိပါတယ်။ဒါပေမဲ့လည်းလူအများပြားကိုထိခိုက်စေနိုင်တာအကြောင်းတော့သတိထားရမှာပါ။ ပါရာမော်တာတွေရဲ့၅ခုမြောက်အားနည်းချက်ကတော့သူတို့ရဲ့စတေရှင်နဲ့တာဂတ်ပါပါရာမော်တာတွေကိုမကြာခဏအသုံးပြုတတ်တဲ့နေရာတွေနဲ့သူတို့အသုံးပြုတတ်တဲ့အချိန်တွေကိုစောင့်ကြည့်ခြင်းအားဖြင့်သူတို့တိုက်ခိုက်မဲ့အချိန်နဲ့နေရာကိုခန့်မှန်းနိုင်ပါတယ်ပြီးတော့မေးဒီလာလေတက်စကန်လို့ပါရာမော်တာတွေခဏခဏထွက်ခွာကလေးရှိတဲ့လေယာဉ်ကွင်းဒီလိုလေယာဉ်ကွင်းတွေကိုတိုက်ခိုက်ခြင်းအားဖြင့်လဲပါရာမော်တာတွေရဲ့လှုပ်ရှားမှုကန့်တတ်နိုင်ပါတယ်မေးဒီလာလေတက်စကန်ရှိကြေးရတွေကနေပါရာမော်တာတွေကခဏခဏပြန်တက်လေးရှိတယ်ညအချိန်မှာပါရာမော်တာတွေကပြန်တန်းလေးရှိတာကြောင့် ညအချိန်မှာပြက်ခတ်ဖို့ပါရာမိုတာတွေကောင်တာမချလို့ဖို့အသင့်ပြန်ထားနိုင်ပါတယ်။နောက်ဆုံးအနေနဲ့နံပါတ်6ပါရာမိုတာတွေအားနည်းချက်ကတော့အလင်းရောင်နဲ့လမ်းကြောင်းလွှဲတာပါ။အလင်းရောင်ပိုင်းမှာဆိုရင်ပါရာမိုတာတွေမောင်းနှင်တာတွေ့မယ်ဆိုရင်ပါရာမိုတာမောင်းနှင်သူရဲ့မျက်နှာကိုလေဆာနဲ့ပြစ်တာဒါမှမဟုတ်ရင်ပြင်းထန်တဲ့မီးနဲ့ထိုးခြင်းအပြင်သူ့ကိုအာရုံထွေပြောင်းအောင်လုပ်လို့ရပါတယ်။ဒီလိုနီးလန့်ကပေါင်မဲနေတဲ့ညအချိန်မျိုးမှာဆိုရင်ပုံမှုပြီးတော့ထိရောက်နိုင်ပါတယ်။ပြီးတော့ပါရာမိုတာတွေပြန်တက်လာမယ်ဆိုရင် ကြေးရွာအနီးမှာမိခိုးလုံးတွေပြန်တက်အောင်လုပ်နိုင်မယ်ဆိုရင်ပါရမတာမောင်းနေသူအနေနဲ့ပြင်မဲ့ရွေးချယ်မှုလွဲမစေနိုင်ပါနဲ့ဆက်ပြီးတော့ကျွန်တော်တို့အရက်သားတွေပါရမတာတွေရဲ့အနေအားနဲ့ရှောင်ရှားနိုင်ဖို့အပိုင်းကိုသွားလိုက်ရအောင်အရက်သားတွေအနေနဲ့ကတော်လိုင်းရင်အင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းအပြင်ပါရမတာတွေရဲ့အနေအားနဲ့ပုံမှုပြီးတော့ရှောင်ရှားနိုင်ပါတယ်တော်လိုင်းအင်အားစုတွေအနေနဲ့ကလေကြောင်းရံကာကွယ်လမ်းညွန်ချက်တွေကိုလည်းထုတ်ပြန်ထားပြီး၎င်းတို့နဲ့ပူးပေါင်းခြင်းအပြင်တည်င်းအချက်လက်တွေလည်းဖလှယ်နိုင်မယ်လေ့ကျင့်တင်ကြားမှုတွေလည်းခံယူနိုင်မယ် ဒါဆိုရင်တော့ပုံမူထိရောက်တဲ့ရှောင်ရှားမှုတွေကိုလှုပ်ဆောင်နိုင်ပါပါ။ပါရမော်တာရဲ့လှုပ်ရှားမှုပုံစံဘုံကျဲတတ်တဲ့အချိန်တွေကိုကြွေးရအဆင့်တွေမှာတရင်ဖြန့်ဝင်ထားပြီးတော့မိမိတို့ကြွေးရအတင်းမှာဒီ 3D base စနစ်တွေဖန်တီးထားရင်လည်းအရေးကြီးပါပဲ။ပါရမော်တာတွေကနေဘုံကျဲမှုအနေကိုကာဝယ်ဖို့အတွက်လည်းကြွေးရအတွင်းမှာဘုံကိုကျင်းတွေတူထားရင်လည်းအရေးကြီးပါပဲ။ဘုံကိုကျင်းတွေကလူနဲ့ပစ္စည်းတွေကိုယာယီကာကွယ်ပေးနိုင်ပြီးတော့တိုက်ပွဲတွေပြီးသွားရင်ဘေးကင်းစွာထွက်ခွာနိုင်ဖို့ကိုလည်းအကူအညီပေးပါတယ်။ကျွန်တော်ဆက်ပြီးတော့ တော်လိုင်းတပ်ဖွဲ့တွေကဒီပါရမတာတွေကိုပြစ်ချနိုင်တဲ့အပန်းအောင်တွားလိုက်အောင်အခုတတင်းကတော့2025 February 26ရက်နေ့ကဖြစ်ခဲ့တာပါအေအေဥဆောင်တဲ့တော်လိုင်းတပ်တွေကနတ်တောင်တာဝါကုန်းစခန်းကိုတိုက်ခိုက်နေတဲ့အချိန်မှာစစ်ကောင်စီကပါရမတာတွေနဲ့ပြန်ပြီးခုခံခဲ့ပါတယ်အဒီအချိန်မှာပဲအေအေဥဆောင်တဲ့တော်လိုင်းတပ်တွေကပါရမတာနှစ်စီးကိုပြစ်ချနိုင်ခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တို့တေဆုံးသွားခဲ့ပါတယ်အခုကျွန်တော်ဖော်ပြပေးတဲ့တင်ကတော့2025 April 26ရက်နေ့ကဖြစ်ခဲ့တာပါအနောက်မြောက်တောင်စစ်ဌာနချုပ် နာမခမုံရွာနဲ့တက်လာတဲ့ပေါ်ရမော်တာတွေကတနေထဲမှာပဲအရက်သားတွေကိုတုံးညိတိုင်တိုင်တိုက်ခိုက်နေခဲ့ပါတယ်။တတိယတစ်ချိန်မြောက်တိုက်ခိုက်နေတဲ့အချိန်ည9:15မိနစ်မှာစာလင်းကြီးတို့အတွားမှာလေတိုင်နှုံးပြင်းထန်လာကြောင်းရာဒီဥတုဆိုးရွားပြီးတော့မုံရွာနာမခကိုပြန်ပြီးတော့လှည့်ကွေပါတယ်။အဲ့လိုအပြန်ပါပဲမုံရွာဘောလုံးကွင်းထဲကိုပြတ်ကျသွားခဲ့ပါတယ်။ 还能看呢。 าจะมาจะมาเข้ามาโอเพ็ปโอเพ็ปต่อเลยเวียนเวียนจะทำกันนะดีเย่ยพิชิตอะวะแบบนี้ก็พิาเปนต่อแรก ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ဂျိုင်ရိုကော်ပတာရင်းနဲ့ပတ်သက်ပြီးတော့သူတို့ကိုဘလို့မောင်းနှင်ရလားဂျိုင်ရိုကော်ပတာတွေကိုစစ်ကောင်စီကအသုံးပြုနေတာပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေကဒီဂျိုင်ရိုကော်ပတာတွေကိုပြစ်ချနိုင်တာတွေကိုကျွန်တော်ဆက်ပြီးရှင်းလင်းလုပ်ပေးသွားပါမယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ